The Exorcism of Emily Rose 2005စကားဟာဖြစ်ရမှန်ကိုအခြေခံထားတဲ့စကားဖြစ်ပြီးတရေဆွဲခံရတဲ့ Anlis Mitchell ဆိုတဲ့ဂျာမန်မိန်းကလေးရဲ့ဖြစ်ရကိုအခြေခံထားပါတယ်ဒီစကားဟာသူမရဲ့ဘဝနဲ့သူမကိုတရေဖြုတ်ဖို့စူးစမ်းခဲ့တဲ့ဖြစ်ရတွေကို ရိုက်ကူးထားတာဖြစ်ပါတယ်ပြင်ပဖြစ်ရမှန်ကြောင်း အန်လီစ်မစ်ဆိုကို1952ခုနှစ်စက်တင်ဘာလ27ရက်နေ့မှာဂျာမနီနိုင်ငံလေးဘော့ဖိန်မြို့မှာမွေးဖွားခဲ့ပါတယ်။သူမဟာဘာသာရေးကိုအလွန်ယုံကြည်ကိုင်းဆိုင်တဲ့မိသားစုကနေကြီးပြင်းလာခဲ့ပါတယ်။1968ခုနှစ်မှာအန်လီစ်ဟာတက်ခတ်ရောဂါ၊ epilepsy နဲ့စိတ်ကြရောဂါ depression တို့ကိုခံစားလာရပါတယ်ဒါပေမဲ့သူမရဲ့ယောဂလက္ခဏာတွေဟာတာမန်ယောဂလက္ခဏာတွေထက်ပိုပြီးထူးဆန်းနေပါတယ် 1983ခုနှစ်မှာဟန်ဒလီဟာသူမကိုတရေဆွဲထားတယ်လို့ယုံကြည်လာပြီးဘာသာရေးဆရာတွေနဲ့ဆက်သွယ်ခဲ့ပါတယ်။သူမဟာတရေဖြုတ်ပေးဖို့ကြိုးစားခဲ့ပြီး1985ခုနှစ်မှာတရေဖြုတ်ပေးတဲ့ဥယောဟိတ်နှစ်ဦးဖြစ်တဲ့ Father and Son နဲ့ Father Ronald Renzaro ကိုဆက်သွယ်ခဲ့ပါတယ်။တရေဖြုတ်တဲ့ဖြစ်စဉ်ဟာ လာပေါင်းများစွာကြာမြင့်ခဲ့ပြီး အန်နလီစ်ဟာစိတ်ပိုင်းဆိုင်ရာနဲ့ရုပ်ပိုင်းဆိုင်ရာဒဏ်ရာတွေအများပြားခံစားခဲ့ရပါတယ်1986ခုနှစ်ဇူလိုင်လ1ရက်နေ့မှာအန်နလီစ်မစ်ချယ်ဟာတေဆုံးသွားခဲ့ပါတယ်သူမရဲ့တေဆုံးမှုဟာအာဟာရချို့တဲ့မှုနဲ့ရေဓာတ်ခန်းချောင်းမှုတို့ကြောင့်ဖြစ်တယ်လို့ဆိုပါတယ်တရားစွဲဆိုမှုနဲ့အကျိုးဆက်အန်နလီစ်မစ်ချယ်ရဲ့တေဆုံးမှုနဲ့ပတ်သက်ပြီးသူမရဲ့မိသားစုနဲ့တရေဖြုတ်ပေးခဲ့တဲ့ ဥယောဟိတ်နှစ်ဦးကိုတရားစွဲဆိုမှုတွေဖြစ်ပေါ်ခဲ့ပါတယ်သူတို့ဟာလူတက်မှုနဲ့ဆွဆွဲခံခဲ့ရပြီး1998ခုနှစ်မှာထောင်ဒဏ်6လအပြစ်ပေးခံခဲ့ရပါတယ်စကားနဲ့ဖြစ်ရမှန် The Exorcism of Emily Rose Sagaha Annalise Mitchell ရဲ့ဖြစ်ရပ်ကိုအခြေခံထားပေမဲ့ဇာကားထဲမှာဇက်ကောင်နမည်ကို Emily Rose လို့ပြောင်းလဲထားပါတယ်။ဇာကားဟာသူမရဲ့ဘဝနဲ့တရေဖြုတ်တဲ့ဖြစ်စဉ်တွေကိုရိုက်ကူးထားပြီးဘာသာရေးနဲ့သိပ္ပံပညာရဲ့တွေကြားငင်းခုန်မှုတွေကိုဖော်ပြထားပါတယ်။ ဒီစကားဟာဖြစ်ရမှန်ကိုအခြေခံထားတာကြောင့်ကြောက်စရာကောင်းပြီးစိတ်ဝင်စားပွဲရလည်းဖြစ်ပါတယ်။ Annelise Mitchell ရဲ့ဖြစ်ရဟာယနေ့တိုင်စိတ်ဝင်စားပွဲရဖြစ်နေစေဖြစ်ပြီးဘာသာရေးနဲ့သိပ္ပံပညာရဲ့တွေ့ကြားငင်းခုန်မှုတွေကို ဖြစ်ပေါ်စေခဲ့ပါတယ်။ဒီလိုဖြစ်ရမျိုးဟာအပြင်လောကမှာတကယ်ပဲရှိလားဆိုတာကို comment မှာဝင်ရောက်ရေးပေးသွားလို့ရပါတယ်။ Follow answer ခရိုင်လေးလုပ်ပေးသွားပါဦးနော်။အားလုံးကိုကျေးဇူးအများကြီးတင်ပါတယ်။